တောင်ကိုရီးယားဝန်ကြီးချုပ်ပေါ်လွှတ်တော်ရဲ့ဆွဆွဲဖြစ်တယ်မှုကိုအချိန်ကဥပဒေခေရုံးကပယ်ဖျက်လိုက်ပါလေ။ယာဒူကလည်းစိုင်းငံ့ထားတဲ့ဝန်ကြီးချုပ်ဟန်တဆိုကိုမူလယာဒူမှာပြန်ခန့်အပ်ဖို့တောင်ကိုရီးယားအချိန်ကဥပဒေခေရုံးကအဆုံးဖြတ်ပေးခဲ့ပါလေ။တမန်ရောင်ဆက်ယူဟာမလကောင်းနေမှာအရေးပေါ်ဆေးအုပ်ချုပ်ရေးအမိန့်ကြီးညာခဲ့တဲ့နောက်ပိုင်းနိုင်ငံရေးကိစ္စတွေအကြီးကျယ်ထားနေတဲ့တောင်ကိုရီးယားမှာခေရုံးရဲ့အခုဆုံးဖြတ်ချက်ဟာအထင်ရှားဆုံးအရွေးဖြစ်လာပါလေ။ ရောင်စက်ရွယ်စိုးချုပ်ရေးကြီးညာမိတ်ဟာပြည်သူတွေနဲ့လွတ်တော်ရဲ့ပြင်းထန်ကောက်ကွက်မှုကြောင့်6နိုင်ကျော်သာတက်တန်းခံခဲ့ပြီးအဲ့ဒီကိစ္စနောက်ဆက်တွဲဖြစ်နှလုံးစဲရောင်စက်ကိုယ်တိုင်လည်းယာတုကအဆိုင်ညာခံထားရပါတယ်။ရောင်စက်ရွယ်ဟာလွတ်တော်မဲခွဲဆုံးဖြတ်မှုရာဆွဆွဲပြစ်တင်မှုတွေခံရပြီးယာတုကလည်းဆိုင်ညာခံထားခဲ့ရတာပါ။ဒါကြောင့်ဝန်ကြီးချုပ်ဟန်ဒါဆိုဟာယာယီသမားဖြစ်တောင်းယူခဲ့ပေမဲ့တိုက်ခတ်နေဦးဆောင်ပြီးလွတ်တော်မှာဆွဆွဲပြစ်တင်မဲခွဲမှုကြောင့်ဟန်ဒါဆိုလည်းယာတုက ဆိုင်ငဲ့ခြင်းခံရပါတယ်မလ24ရက်နေ့မှာတော့ခွန်ယုံကဝန်ကြီးချုပ်ခန္ဓာဆိုးပေါ်ဆွဆဲပြစ်တင်မှုတွေကိုကြားလာပယ်ဖြတ်ခဲ့ပြီအဲ့ဒီအတွက်သူဟာယာယီသမရနေရာကိုချက်ချင်းပြန်ရောက်ခဲ့ပါတယ်ခွန်ယုံရဲ့မှန်ကန်မျှတာတဲ့ဉာဏ်ပညာပြည့်ဝတဲ့အဆုံးဖြတ်အတွက်ဝမ်းနဲ့တာကြောင့်ကျေးဇူးနဲ့တင်ကြောင်းဟန်ဒဆိုးကဆိုပါတယ်တို့ယာလူကလည်းဆိုင်းငံ့ထားတဲ့ကာလာတွင်နိုင်ငံကိုအစွမ်းကုန်ဦးဆောင်မှုပေးခဲ့တဲ့ဆိုးရောက်ဖွဲ့ဝင်တွေကိုလည်းချီးကျူးခဲ့ပါတယ် ဟန်ဒဆိုးပေါ်လွတ်တော်ရဲ့ဆွဆွဲပစ်တယ်မှုကိုကြောင်းတော်တဲ့ခုံယုံတရားသူကြီးရှိအောင်မှာနှစ်ယောက်ကကန့်ကွက်နေမယ်။တန်တဲ့သူတွေကတော့လွတ်တော်ရဲ့ဆွဆွဲပစ်တယ်ပိုင်ခွင့်ဟာမှန်ကန်သိမ့်တော်တယ်လို့ဆိုဖြစ်ပါတယ်။ဒါပေမဲ့ဟန်ဒဆိုးဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခဲ့ပါတယ်ဆိုတဲ့ခိုင်မာတဲ့အထောက်အထားမျိုးမရှိခဲ့ကြောင်းခုံယုံကြညာချက်မှာဖော်ပြပါတယ်။အသက်85နှစ်အရွယ်ဟန်ဒဆိုးဟာတောင်ကိုရီးယားရဲ့သမရ50လက်အောက်မှာကွဲပြားတဲ့ခေါင်းဆောင်မှုတာဝန်တွေကိုယူခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်တူလည်းဖြစ်ပါတယ်။ ူအောင်ပြိုင်ဘက်နိုင်ငံရေးအင်အားစုတွေကြားမှာလေးစားလက်ခံလောက်တဲ့ပုံရိပ်ဖြစ်ရှိခဲ့ပြီမြင်မယ်။ရောင်စက်ရွယ်ဆေးဥချုံကြီးညာမှုကိုဟန်တားဖို့တတိယအောင်အမထုတ်ခဲ့ကြောင်းဆွဆွဲခဲ့ပြီးရောင်စက်ရုံနေသူသူ့ကိုပါဆွဆွဲပြစ်တင်ကြောင်းမဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ရောင်စက်ရောဟန်တားဆိုပါယာဒုကဆိုင်းငံ့ခံထားရခြင်းဗန်နိုင်းဝန်ကြီးချွိုင်ဆန်မော့ဟာယာယီသမရဖြစ်တောင်းယူခဲ့ပါတယ်။ ခေါ်ရုံကလောလောဆယ်ယာရုကဆိုင်းနှံ့ခံထားတဲ့တမရယောင်ဆက်ယူရဲ့ယာရုနာကကိုလည်းရပိုင်းလင်းဆုံးဖြတ်ပေးဖို့ရှိနေပါတယ်။ယောင်ဆက်ယူကတော့တမရရဲ့လုပ်ပိုင်ခွင့်မှာရွေးပေါ်ဆေးအချုပ်ရေးမိတ်ကြီးညာခွင့်ကိုခွင့်ပြုထားပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်မှုလောဘမရှိခဲ့ဘူးလို့ပြောပါတယ်။တကယ်လို့ခွန်ယုံကရောင်ဆက်ယူဟာလွတ်တော်ရဲ့ဆွဆွပြစ်တင်နဲ့ထိုက်တန်တယ်လို့စီရင်ချက်ချမှဆိုရင်တော့တမရအဖြစ်ကနေအပီးတိုင်းဖယ်ရှားခံရမှာပါအဲ့ဒီခါတောင်ကိုရီးယားဟာ နှစ်လအတွင်းရွေးကောက်ပွဲကျင်းပပြီးသမ္မတအသစ်တို့ကိုတင်မြှောက်သွားရမှာဖြစ်ပါတယ်။